ကိုထက်ကတော့ကျွန်တော်တို့နဲ့မုံဆွဲมาတဲ့ကိုကဟိုသူ့ရဲ့ဒီရုပ်လေးတွေอ่ะတကယ်ကိုခံစားမှုတိုင်းခံစားမှုတိုင်းစဉ်နေစဉ်နေအတွက်ပရိသတ်အတွက်ဟိုခံစားမှုတစ်ခုအများနဲ့ပြီးတဲ့ရိုက်ချက်တွေလေအဲ့တော့ဒီကားမှာလည်းဒီတက်ဝင်ဆယ်ဆိုရဲ character ကြီး environment တွေနဲ့နီးစပ်လုံးပြောင်းပြန်ပြီးသားဆိုတော့ဒါတွေ့တယ်ဆိုတော့ချစ်ကြည့်ပါ ျွန်တော်ကြည်နေကြမြင်နေကြဇက်အလံအမျိုးအစားမဟုတ်တာတခုတည်းနဲ့နေပြိဿအတွက်ဆွဆောင်မှုတခုဖြစ်နေပြီပေါ့လေကျွန်တော်တို့ကကြည်နေကြလေးပဲကြည်ရတာများနေအောင်တော့လောလောလလက်ကကျွန်တော်ဒီကားထဲမှာမအလိုမျိုး ဖောက်ထွက်လာတဲ့အဲကားတကားလိုမျိုးပေါ့လေအဲလိုမျိုးဆိုတော့ဒီကားလည်းအောင်မြင်ပါကျလန်းအမျိုးအစားကျွန်တော်တွေ့နေကြမြင်နေကြကျွန်တော်တို့ဟိုဘယ်လိုခေါ်မလဲပြည်သက်တွေနဲ့ laboratory ဖြစ်တဲ့ကျလန်းမျိုးအစားတော့မဟုတ်ဘူး ကြည့်ရတာဟိုခံစားမှုအစ်စ်ပရသတ်တမျိုးရတာပေါ့လေအဲ့တော့ပရိသတ်တွေလည်းသူကြတာခံစားမှုတစ်ခုဖြစ်မှာပါပင်မနာတော့ကျွန်တော်ကြည့်နေတဲ့ပုံမှာပါတက်ရောက်မှုရှိတယ်လေဒီပထမအေးဝိညာဉ်တွေပုတ်ကတ်တဲ့အစင်းတွေဆိုရင်ဒါတော်တော်ပင်မနာနဲ့အာ ပြုတ်ဆောင်ထားတယ်ဆိုတာရကြည့်နေတဲ့လူတွေရင်းနှီးခံစားမှုရတယ်အဲ့တော့ဒါလေးကတော်တော်လေးလူပြင်ဆင်ထားမှန်းလဲသိတာပဲစူးစမ်းထားမှန်းလဲပေါ်လို့ပဲကြီးကတော့ဟိုတကားလုံးကတော့ဒါသူတို့အမှုစိတ်လေးတွေတွေစာလေးဖတ်ပြီးထားတာကျွန်တော်တွေ့ရတယ်ပေါ့လေတော့တကားလုံးနဲ့ခြုံကိုပြောရင်တော့တကားလုံးကတော့ဒီစာလေးပြင်ဆင်ထားတယ်အဲတကွက်ချင်းစီပြောဖို့ကတော့ဟို ခက်တယ်ပေါ့လေအားလုံးက overall ကအားလုံးဟိုတည်တည်တက်လေးလှုပ်ထားတဲ့အတွက်ကြောင့်ဒါအားလုံးကောင်းပါတယ်ကိုထက်ကတော့ကျွန်တော်တို့နဲ့မုံဆွဲมาတဲ့ကိုကဟိုသူ့ရဲ့ဒီရုပ်လေးတွေကတကယ်ကိုခံစားမှုတိုင်းခံစားမှုတိုင်းစိတ်နဲ့စိတ်နဲ့အတွက်ပရိသတ်အတွက်ဟိုခံစားမှုတစ်ခုအများနဲ့ပြီးတဲ့ရိုက်ချက်တွေလေအဲ့တော့ဒီကားမှာလေဒီတက်ဝင်စေဆိုရဲ character ရေ environment တွေနဲ့ နီးစပ်ဆုံးပြောင်းသူဖန်ပြီးသားဆိုတော့ဒါသူ့အတွက်လည်းဆိုတော့ရှိတူပါပဲကျွန်တော်တို့ကြည်နေကြမြင်နေကြဇက်အလံအမျိုးအစားမဟုတ်တာတခုတည်းနဲ့ပြည်သက်အတွက်ဆွဲဆောင်မှုတခုဖြစ်နေပြီပေါ့လေကျွန်တော်တို့ကကြည်နေကြတွေပဲကြည်ရတာများနေတာပေါ့နော်လောလောလတ်လတ်ကကျွန်တော်ဒီကားထဲမှာမအလိုမျိုးဖောက်ထွက်လာတဲ့အဲကားတကားလိုမျိုးပေါ့လေအဲလိုမျိုးဆိုတော့ဒီကားလည်းအောင်မြင်ပါ မြန်ဝင်တယ်ဆိုတာကျွန်တော်လည်းဒီကားကြည့်မှပဲသိတာလေကျွန်တော်တို့အပြင်မှာလည်းရင်းနှီးမှုတီးတွဲမှုဟိုဟာအနီးစပ်မှုမရှိဘူးပေါ့လေအဲ့ဒီ character နဲ့ပေါ့နော်အဲ့တော့ဒီကားကြည့်မှပဲကျွန်တော်တို့ online ဝင်တယ်ဆိုတာဒါလားဆိုတာမျိုးကိုကျွန်တော်တို့ကနီးနီးစပ်စပ်တီးတွဲသွားတယ်ဆိုတော့လေအဲဘာဒီဟိုသူတို့ရဲ့အဲဘလူကောမလဲ characteristic သေးသေးကိုတော့ကျွန်တော်တို့အပြင်နဲ့အထင်းနဲ့တော့ကျွန်တော် compare လုပ်လို့မရဘူး။ဒီကတော့တေးဥဆောင်ဆိုတာတော့ကျွန်တော်တို့ကပေးလာတဲ့ character ပေါ်မှာတာဝန်ကျေဖို့လိုတာပါပဲ။ ဟိုနုနုရွာလေးတွေဖြစ်တဲ့ဇက်ဆိုတော့လေနုနုရွာလေးပေါ့လေအကျဉ်းချင်းနည်းလေးဖြစ်တဲ့ဇက်ဆိုတော့ကျဉ်းချင်းတွေအဲ့ဒါမှအတိအကျဆုံးပြီးတာတော့ကိကကလည်းဒီမှာတကယ်ကိုသူသူရဲ့အဲဒီ character ပေါ်မှာဟိုတကယ်ကိုတစ္ဆာရှိရှိနေအလုပ်လုပ်သွားတယ်လို့မြင်ပါတယ်အဲသူဟိုကိကဆိုတာပျောက်သွားတယ်ပေါ့ ကျင်းနေရတဲ့ဒါဆိုတရားတွေပြီးတော့အကယ်ဒမီပေးပြီးသွားတာတွေရရှိအောင်ပါလားအဲ့လိုတော့ဟုတ်ပါဘူးကျွန်တော်တို့ကအမေပညာရတဲ့တခုကိုရင်းနှီးမှခံစားရဆိုတော့အဲ့ဒီခေါင်းစဉ်တခုနဲ့ကျွန်တော်တို့ကဘယ်တော့မှကျွန်တော်ကတော့အလိုမကြည့်ရပါဘူးအဲ့တော့ကျွန်တော်ဒီ character တခုပေါ်မှာပဲသူရဲ့ပါဝင်ပတ်သက်မှုအာသူရဲ့ဟိုဘယ်လိုမှစင်မြောမှုပေါ်မှာကျွန်တော်တို့က appreciate လုပ်ကြပါဘူးဒါကန်တာတိုင်းပေါ့ writer ဆိုလဲ writer ပေါ့ဇလန်းဆိုလဲဇလန်းပါဝင်နဲ့ပြုဆောင်နေဆိုလဲပြုဆောင်နေပေါ့ကျွန်တော်ကခေါင်းစဉ်တခုအောက်ကနေတော့ဘယ်လိုမှကြည့်ပါဘူး အမမာကတော့အဲ့လိုလေးကပို့ပြီးတော့သိသက်သက်ရှိတာပေါ့လေတနေ့တကားဟိုပေါ့အချိန်ပေးတာပေါ့ဗျာတနေ့တကားရေလို့တော့မဟုတ်ဘူးနော်ကိုကိုဖန်တီးမဲ့ကိုတင်ဆက်မဲ့အဖန်တီးမှုအလုပ်ပညာဖြောပြတင်ဆက်မှုတစ်ခုပေါ်မှာကိုဒီဝမဲ့တောင်းရဲ့အပိုင်းကဏ္ဍကိုဒီသက်သက်လေးဖြစ်အောင်အချိန်ပေးဖို့လိုတာပေါ့လေအဲ့လိုအချိန်ပေးနိုင်ပြီးတော့ပြင်ဆင်နိုင်တဲ့အတွက်လေဟိုရက်လက်ကောင်းလေးထွက်တာပေါ့လေဒီကိအဲ့လိုလေးတော့တာသဘောကျပါတော့ ဘယ်နှစ်ပါလဲသူကတော့ဟိုပေါ့နော်တောက်လျှောက်ကအဲတန်ဖိုကအရန်အကျန်းကြီးရနေပြီမှာနောက်ဆိုပြန်လေးရတော့အဲ့လိုမျိုးပေါ့ရင်ထဲမှာလှက်လိုက်လေးလေးလေးလွမ်းစရာလေးတစ်ခုဖြစ်သွားတဲ့ခံစားမှုကိုပြေဝါသူတို့ရအောင်ပြနိုင်ပါတယ်ခင်ဗျအားလုံးပေါ့ဒီ Z တစ်ဆက်လုံးရဲ့ကာရက်တာတိုင်းကဇက်ပေါ်မှာသူတို့ပါဝင်ရမယ့်အခန်းကဏ္ဍတွေမှာတာဝန်တွေဟိုကြည်နေကြတော့ဇက်ကအများကြီးထောက်ပြပြတယ်ကျွန်တော်ကြည့်ရတဲ့ပြည်သက်တွေဆိုလည်း ိုပေါ့ဟိုဂျင်းထဲမှာလှက်လိုက်လေလေရှိရပါတယ်ပရိသတ်တွေမြင်နေကြမှုတဲ့ဇလန်းမျိုးစာကြည့်နေကြမှုတဲ့ဇလန်းမျိုးစာတခုတည်းဖြစ်နေတာနဲ့တည်းဒါဒီကားလေးကိုကြည့်ဖို့ဒါပရိသတ်တွေလုံလောက်နေတာပေါ့လေအဲတော့ပရိသတ်တွေရဝင်တယ်ကိုကြည့်ဖို့ဖြစ်ပေါ်တယ်